Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရဲ့ Facebook page မှာ admin ခံတဲ့နေလေးကိုအသေးစိတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့ကျွန်တော်စလိုက်ကြရအောင်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် admin ခံမဲ့သူနဲ့ကျွန်တော်က friends ဖြစ်ထားဖို့လိုပါတယ်ဆိုတော့ကျွန်တော် friends ဖြစ်ထားမှသာလျှင် admin ခံလို့ရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဒီ ကွန်ပျူတာတော့ laptop တော့ကနေခက်မယ်ဆိုလို့ရှိရင်တော့ friends မဖြစ်ရင်လည်းအလွယ်တကူခက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဖုန်းနဲ့ခက်မယ်ဆိုလို့ရှိရင်တော့ admin ဖြစ်သားဖို့လိုပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ base တဲကို admin ခက်မဲ့ base တဲကိုသွားမယ်ဆိုတော့ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ဒီ main လေးမှာ asset 34ကိုတစ်ချက်နှိပ်မယ်ဒီ asset 34ကိုနှိပ်ပြီးပြီဆိုလို့ရှိရင် ဒီမှာ page status ဆိုတာရှိတယ်အဲ့ဒီ page status လေးကိုတစ်ချက်နှိပ်မယ်ဒီ page status လေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းရွှေ့ပြီးတော့ manage admin ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးရင်ဒီနေရာမှာ admin ခံဖို့နေရာကနနေရာရှိတယ်ဗျ add new ဆိုတာနှစ်ခုရှိတယ်အဲ့ဒီ add new နှစ်ခုရှိတာကတော့အပေါ်ဆုံးက add new ကနေထည့်လိုက်မယ်ဆိုလို့ရှိရင် for access 2ကိုတရားရာခိုင်နှုန်း page ကိုကင်လို့ရအောင်ပေးလို့ရတယ်။အောက်ကဟာ add new နဲ့ထည့်မယ်ဆိုလို့ရှိရင်သူ့ကိုတရားရာခိုင်နှုန်းထည့်လို့မရဘူး။တရားရာခိုင်နှုန်းထည့်လို့မရဘူးဆိုတာ editor နေရာတော့ဒီအဲသူ့ရဲ့ manager တော့အဲအဲ့လိုမျိုးတွေနဲ့ခန့်ရမှာ။အပေါ်ကနေခန့်မယ်ဆိုလို့ရှိရင် manager နဲ့ခန့်လို့ရတယ်။အောက်ကနေခန့်မယ်ဆိုလို့ရှိရင် editor အထိပြီးလို့ရတယ်။ဆိုတော့ကျွန်တော်က full access ပေးမယ်။ manager ပေးမယ်ဆိုလို့ရှိရင်အပေါ်လေးကိုတစ်ချက်နှိမ့်ပြီးတော့ next name ပဲ next name ပြီးရင်ဒီမှာကျွန်တော်ရဲ့ account ကိုကျွန်တော်ခန့်မဲ့ account ကိုတချစ်ရှာကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ်လာပြီးဆလို့ရှိရင်သူ့နာမည်ကိုတချစ် name ပဲဒီနေရာမှာကျွန်တော်အရေးကြီးဆုံးအချက်တစ်ခုပြောပြပေးမယ်ဗျဆိုတော့ဒီနေရာမှာဒီဟာလေးကိုတချက်ဖြွင့်လိုက်မယ်ဒီကောင်လေးကိုပြန်ပေးလိုက်မယ်ဖြွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဖြွင့်လိုက်ရင်သူ့ကို full access လုပ်ခေါ်တဲ့ manager ူကို permission သူကြိုက်တယ်လို့လုပ်လို့ရတယ်ဒီ page ကိုလည်းသူဖြတ်လို့ရတယ် post အားလုံးကိုလည်းဖြတ်လို့ရတယ်အဲ့နေရာမှာထားလို့ရတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel နဲ့ကျွန်တော်ရဲ့ page လေးကိုအားပြီးသွားပါအောင်လို့ကျွန်တော်ပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ